ပြစကားနားထောင်တဲ့တမိလိန်မာလေးဖြစ်ပါတယ်။အမြဲတမ်းတက်တက်ကြွကြွနဲ့ဗတ်ဆုံတော်ပြီးဘာသာတိုင်းမှာအမှတ်ပြရတဲ့ကြောင်းသူလည်းဖြစ်ပါတယ်။အသက်၃နှစ်ပြည့်ပြီဖြစ်တဲ့အတွက်သူ့ကိုယ်သူလူကြီးစင်းဝင်ပြီဆိုပြီးဘဝင်မြင့်နေပါတယ်။မင်းလင်းမှာအချစ်ဆုံးတငယ်ချင်း၃ယောက်ရှိပါတယ်။သူတို့တငယ်ချင်း၃ယောက်က4 Town လို့ခေါ်တဲ့ Idol အဖွဲ့ရဲ့ fan အကြီးစားတွေဖြစ်ပါတယ်။မင်းလင်းကညနေတိုင်းသူ့အမေနဲ့အတူသူတို့ဘိုးဘေးအစဉ်အဆက်လက်ဆင့်ကမ်းထိန်းသိမ်းလာတဲ့ပုံကြောင်ကိုတန်ရှင်းရေးလုပ်ရပါတယ်။သူတို့ပုံကြောင်ကဖခင်တို့မယ်တော်တို့အစားဘိုးဘေးတွေကိုပူဇော်တဲ့ကြောင်းဆောင်ဖြစ်ပါတယ်။ ဘိုးဘေးတွေကအကြီးမြတ်ဆုံးဖြစ်တဲ့စန်းကြီးကဒရိဆန်တွေနဲ့ဆက်သွယ်နိုင်သူဖြစ်ပါတယ်။အထူးသဖြင့်ပန်ဒါနီတွေနဲ့မိတ်ဆွေဖွဲ့နိုင်ငယ်လို့သူတို့မျိုးနွယ်ကိုပန်ဒါနီတွေကဆောင်လျှောက်ပါတယ်။တမိုင်းဝင်သူတို့ဘိုးဘေးတွေအကြောင်းကိုစိတ်ဝင်စားလို့ဘုံเจ้าကိုအလဲအပတ်လာသူတွေကိုဘိုးဘေးတွေနဲ့ပန်ဒါနီတို့ရဲ့တမိုင်းအကြောင်းရှင်းပြရတာကမီလင်းတို့သားမီးရဲ့အလုပ်ဖြစ်ပါတယ်။သူတို့ကအဲ့လိုခိုက်လုံနေချိန်မှာအဖေကထမင်းချက်တဲ့တာဝန်ကိုယူထားပါဗေလင်းကအဖေကိုရောအမေကိုရောကူညီတတ်တဲ့လိန်မာတဲ့ကလေးတယောက်ဖြစ်ပါတယ် မင်းလင်းကြိုက်တဲ့ Fort Town အဖွဲ့ကသူ့အမေအတွက်တော့ကိုလိုကန့်လန့်တဲ့မျက်စိနှောက်စရာလေးတွေဖြစ်ပါတယ်။အဲဒါကြောင့်မင်းလင်းကလည်းသူ့အမေကြိုက်လိုက်ပြီးမကြိုက်ချင်အောင်ဆောင်နေရပါတယ်။အမေစကားကိုမြေဝံမကျနားထောင်တတ်တဲ့မင်းလင်းကခလေးဘွားမှာအဆင်ပြေပေမဲ့အရွယ်ရောက်လာတာနဲ့အမျှတဖြည်းဖြည်းမွန်းကြမ်းမမသိမွန်းကြလာပါတယ်။အဲ့လိုနဲ့သူ့အပြိုးပေါ်ဝင်တဲ့တညမှာတော့ပန်ဒါနီတွေအကြောင်းအိမ်မက်မက်ပြီးသူ့ကိုယ်တိုင်ကပန်ဒါနီတကောင်အဖြစ်အရာကနိုးလာပါတယ်။မျက်နှာတက်ဖို့မှန်ကြည့်လိုက်တဲ့အခါသူ့ကိုယ်သူတည်တည်ချင်းလန့်ဖြတ်သွားပါတယ်။ အဲ့ဒါကိုသူ့အမေကတော့ရိုးရိုးတန်းတန်းအပြိုပေါ်ဝင်တယ်လို့ပဲထင်ပြီးအကိုက်ခဲပြောက်စေရင်နွေးအိမ်နဲ့ဖတ်တွေစုံနေအောင်ထည့်ထားတဲ့ချင်းကြီးလာပေးပါရယ်။ပန်နာနီဖြစ်နေလို့ပုံနေတဲ့မေလင်းကိုရှက်လို့ပုံနေတယ်ထင်ပြီးအမှုမဲ့အမှတ်မဲ့ပဲထွက်သွားပါရယ်။မေလင်းကသူ့အခန်းထဲပြန်ပြီးအရှင်ဆုံးစိတ်အေးထားနိုင်အောင်သူ့ကိုယ်သူဖြေလျှော့လိုက်တော့နရွက်နဲ့အမိကပျောက်သွားပါရယ်။မေလင်းလည်းသူ့ကိုယ်သူပိုပြီးစိတ်အေးအောင်ကြိုးစားပါရယ်။စိတ်အေးသွားတော့လူအဖြစ်ပြောင်းပြောင်းသွားတာကြောင့်အာရဝန္တာပြန်ပြောင်းလိုက်ချိန်မှာပဲပန်နာပြန်ဖြစ်သွားပါရယ်။ စိတ်အင်းရင်လူပြန်ဖြစ်တယ်ဆိုတာသိသွားတဲ့မေလင်းလည်းစိတ်ငြိမ်အောင်ကြိုးစားပြီးတီတီငင်ငင်နဲ့ကြောင်းသွားပါတယ်။သူ့မုံမမန်တာကိုတငယ်ချင်းတွေကလည်းသတိထားမိပါတယ်။အဲ့လိုနဲ့စာသင်ခန်းထဲရောက်တော့အေးဆေးစာသင်နေတော့သူ့အမေကအပြင်ကနေလာချောင်းနေပါဗျ။မတင်ခါစရာကောင်းနေလို့လုံချုံကြီးကမောင်းထုတ်တာကြောင့်မေလင်းကအဆက်ကွယ်သွားပါဗျ။ရှက်လဲရှက်ဒေါသလဲထွက်သွားတဲ့အခါပန်းနာနီပုံစံပြောင်းပြောင်းသွားပါဗျ။ခန်းစားချက်ပေါင်းစုံနဲ့မေလင်းလည်းကြောင်းကနေထွက်ပြေးသွားပါဗျ။သူ့အမေကလည်းအံ့ဩပြီးသူ့သမီးနောက်ကိုအသေးအတန်လိုက်ပါဗျ အိမ်ပြန်ရောက်လာတော့သူမိဘတွေကပန်းနာပုံစံပြောင်းလာကိုအံ့ဩနေတာမဟုတ်ပဲအစောကြီးပြောင်းသွားလို့အံ့ဩနေကြတယ်ဆိုတာသိလိုက်ရပါတယ်။သူ့အမိလည်းသူ့မိသားစုအကြောင်းတွေကိုပြောပြဖို့အချိန်တန်ပြီးဖြစ်တာကြောင့်သူ့မျိုးရိုးအကြောင်းကိုရှင်းပြပါတယ်။မိသားစုရဲ့ဘိုးဘေးဖြစ်တဲ့စန်းကြီးကစန်းကျယ်တဲ့အနီရောင်ပန်းနာတွေနဲ့ဆက်သွယ်နိုင်ပါတယ်။အဲ့ဒီခေတ်ကစစ်ပွဲကာလဖြစ်လို့သူ့ရွာမှာရှိသမျှအမျိုးသားတွေအကုန်လုံးကစစ်တိုက်ဖို့သွားနေကြပါတယ်။အဲ့ဒါကြောင့်စန်းကြီးကသူ့မိသားစုကိုဆောင်ရှားဖို့သူ့ကိုပန်းနာနီအဖြစ်ပြောင်းပေးဖို့နတ်ဘုရားတွေစီမှာဆူတောင်းခဲ့ပါတယ်။ အနီရောင်လက်ကျက်တဲ့ညမှာပဲနဗျားတွေကစန်းကြီးဆူတောင်းတာကိုဖြည့်ဆည်းပေးလိုက်ပါတယ်။ပန္နာနီအဖြစ်အသွင်ပြောင်းနိုင်သွားတဲ့စန်းကြီးကသူ့မိသားစုကိုဖေးအန္တရာယ်မျိုးမျိုးကနေကာကွယ်ပေးနိုင်ခဲ့ပါတယ်။စန်းကြီးအိုမင်းလာတော့အဲ့ဒီအစွမ်းကို သူ့သမီးတွေကိုလက်ဆင့်ကမ်းပေးခဲ့ပါတယ်။သမီးတွေကလည်းသူတို့သမီးတွေစီတဆင့်တဆင့်လက်ဆင့်ကမ်းခဲ့ကြပါတယ်။အဲ့ဒီခေတ်အခါမှာပန္နာနီကကောင်းကြီးတစ်ခုဖြစ်ခဲ့ပေမဲ့တဖြည်းဖြည်းခင့်မိလာတဲ့အချိန်မှာတော့ပဝန်းကျင်နဲ့လိုက်လျောညီထွေးမဖြစ်တော့ပဲကျိန်းစာတစ်ခုနဲ့ပို့တူလာပါတယ်။ သူ့ကိုယ်သူချိန်စာမိနေပြီဆိုပြီးစိတ်လိုသွားတဲ့မေလင်းလဲကြောက်စရာကောင်းတဲ့ပုံစံနဲ့တရားခံဖြစ်တဲ့ဆန်းကြီးရဲ့ပုံစံကိုဖျက်ဆီးဖို့လုပ်ပါတယ်။မိဘရီကအသေးအတန်တားပြီးပန္နာနီရဲ့ဝိညာဉ်ကိုပြန်ထိချုပ်နိုင်တဲ့နည်းရှိကြောင်းပြောပြပါတယ်။ပန္နာရဲ့ဝိညာဉ်ကဒေါသနဲ့ဖျက်ဆီးလိုစိတ်တွေရှိတာကြောင့်ဘရော့မှာပန္နာအဖြစ်မပြောင်းတော့အောင်ချိတ်ပိတ်ထားဖို့လိုပါတယ်။အနီရောင်လာကြမဲ့ညမှာပဲမေလင်းကသူ့အမေနဲ့သူ့ဘိုးဘေးတွေလိုလက်ဝိယန္တာတစ်ခုထဲမှာပန္နာနီရဲ့ဝိညာဉ်ကိုအစီရင်တစ်ခုနဲ့ချိတ်ပိတ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့အနီရောက်လာချက်ဖို့ကတလားလောက်လိုသေးတာကြောင့်အဲ့ဒီမတိုင်းခင်မှာဘာကူမှမဖြတ်စီမိအောင်ပြင်ဆင်ကြရပါတယ်။နောက်တရက်မှာပန်ဒါနီမပေါ်လာဖို့အသေးအတန်စူးစမ်းနေပေမဲ့သူ့စိတ်အခြေအနေကြောင့်ပန်ဒါဖြစ်ကိုပြောင်းပြန်ပြောင်းနေပါတယ်။သူ့เจ้าမလာလို့တငယ်ချင်း၃ယောက်ကလိုက်လာတော့ပန်ဒါနီကိုမြင်ပြီးလှန်သွားကြပါတယ်။မင်းလင်းကသူ့တို့၃ယောက်ကိုပစက်ပိတ်ထားပြီးဖြစ်ချောင်းကုန်စင်ကိုရှင်းပြလိုက်တော့တငယ်ချင်းတွေကအမွှေးဘွားပန်ဒါနီကိုသဘောကျနေကြပါတယ်။သူ့တို့မျိုးမှာ4 down ရဲ့ဖြောပြပွဲလုံးမှာဖြစ်ကြောင်းတငယ်ချင်းတွေကသတင်းကောင်းလာပြောတာဖြစ်ပါတယ်။ အမွေးထုတ်ပြီးနန်းစော်နေတဲ့မေလင်းအတွက်တော့သတင်းဆိုးလို့ဖြစ်သွားလို့မတွားရတော့ဘူးဆိုပြီးငိုယိုနေပါတယ်။တကယ်ချင်းတွေက4000တချင်းဆိုပြီးချော်လိုက်တော့မေလင်းကလူပြန်ပြောင်းသွားပါတယ်။အဲ့ချိန်ကစားလို့မေလင်းကပုံစံမပြောင်းတော့ပဲသူ့စိတ်သူကောင်းကောင်းထိတ်ချုပ်နိုင်တယ်လို့ခံစားသွားရပါတယ်။အဲဒါကြောင့်4000ကွန်ဆက်ကိုသွားဖို့အိမ်ကလူတွေကိုခွင့်တောင်းကြမယ်လို့၄ယောက်သားတိုင်ပင်လိုက်ကြပါတယ်။မေလင်းရဲ့အိမ်ကခွင့်ပြုမှာမဟုတ်တာသိကြနေပေမဲ့နည်းနည်းတော့စူးစမ်းကြည့်ဖို့ဆုံးဖြတ်ထားပါတယ်။ တငယ်ချင်းတွေပြန်သွားတာနဲ့မေးလင်းကပန္နာကိစ္စကိုကောင်းကောင်းထိ छु ုံနိုင်သွားပြီလို့သူ့အမေကိုပြောပါတယ်။အဖေနဲ့အမေကလည်းသူစိတ်လှရှားစေမယ့်အရာတွေကိုပြပြီးဆန်သက်ပါတယ်။ဝမ်းနည်းစေမယ့်ပုံတွေကိုတန်းစီပြလိုက်တဲ့အခါမေးလင်းကစိတ်တွေထိန်ချုံရခတ်သွားပါတယ်။ဒါပေမဲ့တငယ်ချင်းတွေကသူ့ကိုနှစ်သိမ့်ပေးခဲ့တာကိုပြန်တွေးလိုက်တော့စိတ်ထဲမှာအေးချမ်းသွားပါတယ်။အဖေနဲ့အမေလည်းနောက်ဆုံးလက်နက်ဖြစ်တဲ့ချစ်စရာကောင်းတဲ့ကြောင်လေးတွေကိုထုတ်လာပါတယ်။ကြောင်လေးတွေကချစ်စရာကောင်းလွန်းတာကြောင့်အရန်စိတ်လှရှားသွားခြင်းသူ့တငယ်ချင်းတွေကိုပဲပြန်တွေးလိုက်ပါတယ်။ သူ့အတွင်းနဲ့သူထိန်းချုပ်နိုင်သွားလို့မိဘတွေတော်အားအသင့်သွားရပါတယ်။မိဘတွေရဲ့ယုံကြည်မှုကိုရတာနဲ့မေလင်းက4000နဲ့ပတ်သက်ပြီးအထင်ကြီးစရာကောင်းတဲ့အချက်တွေတတိကြီးနဲ့သူ့ဘာလို့ကွန်ဆက်ပွဲကိုသွားတင်ကြအောင်အစိုးတင်သွင်းပါတယ်။ဒါပေမဲ့သူ့အမေကတော့လူထူထပ်တဲ့ပွဲတွေသွားဖို့ကိုလုံးဝပြင်ပင်ထားပါတယ်။သူ့အဖေကမေလင်းဘက်ကကူပြောပေးပေမဲ့လက်မှတ်ဖိုးကဒေါ်လာ200ဖြစ်တာကြောင့်မလွတ်တဲ့အကြောင်းပြချက်ကပိုပြေဆုံးသွားပါတယ်။ သူတယောက်တည်းသွားခွင့်မရတာမဟုတ်ဘဲတငယ်ချင်း၃ယောက်မှလည်းအသက်30ပြည့်မှသွားခွင့်ရတဲ့သူနဲ့လက်မှတ်ဝယ်ဖို့ကိုယ်ပဆံကိုရှာနိုင်ရင်သွားခွင့်ရမယ့်သူတွေပဲဖြစ်နေပါတယ်လေးအောင်လုံး4တောင်းနဲ့ဝေးရပြီဖြစ်တဲ့အတွက်တက်သက်လုံးသမီးလိမ္မာလေးဖြစ်နေခဲ့တာတော့တခုလေးတောင်းဆိုတာကိုမလိုက်ရောလို့မီလင်းကအကြီးအကျယ်ပောက်ကွဲသွားပါတယ်။နောက်ဆုံးမှာတော့လေးယောက်သားလက်မှတ်ဖို့ရအောင်ရှာပြီးအိမ်ကမသိအောင်ခိုးသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အရန်စိတ်တူနေတာတော့ပန်းနာပုံစံမပြောင်းအောင်ထိန်းထားနိုင်ပြီဖြစ်ပေမဲ့4တောင်းအဖွဲကိုမြင်အောင်မိလိုက်ချိန်မှာတော့စိတ်လှရှားလို့မျိုးပုံစံပြောင်းသွားပါတယ်။ သူ့ပုံစံကိုအတန်းပေါ်ကောင်မလေးတွေကမွန်တော်တဆမြင်သွားကြပါတယ်။သူ့ကိုလှမ်းသွားမယ်လို့ထင်နေပေမဲ့အเจ้าသူမလေးတွေကပန်ဒာနီကိုပြန်ပြန်ခွင့်ရရင်ဘာမှဆိုပေးပါမယ်လို့ခက်ခက်ရရပြောကြပါတယ်။မေလင်းတို့လေးယောက်လည်းဒေါ်လာ800ရဖို့အကြံရသွားကြပါတယ်။ဖော်တောင်ကွန်ဆက်ကိုသွားရရင်ပထမဆုံးကြိုးပမ်းမှုကတော့မေလင်းရဲ့အမေကိုတင်ချချိန်ပိုတက်ရမယ်ဆိုတာရှုံးအောင်ပြောဖို့ဖြစ်ပါတယ်။ဒုတိယကြိုးပမ်းမှုကတော့ပန်ဒာနီရှိမဲ့အခန်းကိုအเจ้าသားတွေကြားတဲ့သတင်းဖြန့်ကြပါတယ်။ ခန်းထဲဝင်ချင်းဝင်ကြည့်ပေးရပြီးပန်းနာဒီကိုဖတ်လို့ရသလိုဓာတ်ပုံတွဲရိုက်လို့လည်းရှားပါတယ်။နောက်တော့ဓာတ်ပုံရိုက်တာဖတ်တာအပြင်ပန်းနာဒီလက်ရာနဲ့အင်ဂျီဘီးကုန်းနဲ့အမိတွေကိုပါရှောင်းပါတယ်။ပွဲအမီဒေါ်လာ၈၀၀ရဖို့အကြီးအကျယ်စီးပွားရေးချဲ့ထွင်နေပါတယ်။တကြောင်လုံးကပန်နာနီဖန်တွေဖြစ်နေကြသလိုကွန်ဆတ်ရက်ကလည်းတဖြည်းဖြည်းနီးလာပေမဲ့ဒေါ်လာ200လုံးနေသေးတာကြောင့်မေလင်းကဒေါ်သာထွက်နေပါတယ်။အချိန်ကြီးဆိုသလိုပဲအတန်းပေါ်တယောက်ဖြစ်တဲ့တိုင်လာကသူ့မွေးနေ့ကိုပန်နာနီဖြစ်နေပွဲတက်မယ်ဆိုရင်ဒေါ်လာ200ပေးမယ်လို့ကန့်လှန့်လာပါတယ်။ တငယ်ချင်းတွေကမေလင်းရဲ့အမေကိုကြောက်လို့ညဘက်ထွက်မှာဟုတားပဲမဲ့မေလင်းကအရန်တက်ကြွနေတာကြောင့်လှုပ်ပေးထားလိုက်ပါတယ်။တိုင်လိုင်းကိုခိုးသွားမယ့်နေ့မှာပဲသူ့အဖွားနဲ့အတူအန်တီရီဂျီတော်တွေအားလုံးရှောက်လာကြပါတယ်။ရောက်ရောက်ချင်းမဲ့အတော်တွေကမေလင်းကိုပိန်သွားတယ်ဝါလာတယ်လို့အမျိုးမျိုးပြောနေကြပါတယ်။သူတို့တွေကမေလင်းရဲ့ရိုးရာပွဲကိုရက်ကြိုလာကြတာဖြစ်ပြီးမေလင်းရဲ့အမေကလည်းသူ့အမေကိုဒူးတုံအောင်ကြောက်ရလို့မြန်မြန်ပြန်စီခြင်းနေပါတယ်။မေလင်းကအဒေါ်ရီအကြိုက်လိုက်နေရချင်းမွေးနေ့ပွဲမှာတော့နောက်ကျတဲ့အထိပန်းနာမရောက်သေးလို့တိုင်လာကထောသားထွက်နေပါရဲ့ မင်းလင်းကအခန်းထဲကနေခိုးထွက်ဖို့လုပ်နေတော့သူ့အဖွားရောက်လာပါတယ်။တားရဲကြီးတစ်ကောင်ကိုခန္ဓာကိုယ်ထဲမှာထိမ့်သိမ်းထားရတာဘလောက်ခက်ကြောင်ပြောပြပါရစေ။ပန္နာနီပုံစံပြောင်းလိုက်ရင်ပိုပြီးလွတ်လပ်ပေမဲ့တစ်ခါပြောင်းလိုက်တိုင်းမှာပန္နာနီရဲ့ဝိညာဉ်ကအင်အားပိုကြီးလာပြီးထိမ့်ချုပ်ရဖို့ခက်လာပါရစေ။ခဏခဏပြောင်းနေရင်ရိုးရပွဲမှာပန္နာနီရဲ့ဝိညာဉ်ကိုချိတ်ပယ်လို့မရတော့ပဲအများအားကိုယ်နဲ့ကပ်နေလိမ့်မယ်လို့အဖွားကပြောပါရစေ။မင်းလင်းလည်းကြောက်သွားပေမဲ့အဖွားထွက်သွားတာနဲ့တိုင်လာရဲ့မွေးနေ့ပွဲကိုသွားပါရစေ။ ပန္နာနီပုံစံနဲ့တော့မဟုတ်ပဲစက်ကူပုံကြီးဆိုသွားတာကြောင့်ပန္နာပုံစံမဟုတ်ရင်ပတ်စံမပေးဘူးလို့ဒိုင်လာကပြောပါတယ်။ဒေါ်လာ၂၀၀လုံနေတဲ့မေလင်းလည်းနောက်ဆုံးတစ်ခေါက်ပါပဲဆိုပြီးပန္နာနီပုံစံပြောင်းလိုက်ပါတယ်။ပန္နာနီနဲ့အတူမွေးနေ့ပါတီမှာအလုံးပျော်ပါနေချိန်အိမ်မှာတော့သူ့အမေကအဖွားကိုကြောင်နေရပါတယ်။မေလင်းခန့်နဲ့တွေ့ကြည့်တော့ဂရင်မောင်မှရှိမနေတဲ့အပြင်ဂရင်အောင်မှဖွက်ထားတဲ့ပန္နာနီပစ္စည်းတွေကိုတွေ့သွားပါတယ်။သူ့အမေလည်းတိုင်လာရဲ့မွေးနေ့ဖိတ်စာတွေကလိမ့်စာအတိုင်းချက်ချင်းလိုက်သွားပါတယ်။ မေလင်းတို့ကတော့ပျော်ရွှင်နေတော့မှာ4တောင်းကအနီရောက်လာကြတဲ့ညမှာဖြောပြင်းမှာဖြစ်ကြောင်းသတင်းထဲမှာပါလာပါတယ်။ရိုးရပွဲနေ့နဲ့ကွန်ဆက်ကတည့်ရက်ထဲဖြစ်နေလို့မေလင်းကြေကွဲသွားပါတယ်။သူစိတ်တူနေတော့တိုင်လာကအောက်ကိုဆင်းခဲ့ဖို့လေးသားမမနဲ့ပြောတော့စိတ်မထိန်နိုင်ပဲတိုင်လာကိုခုံအောင်လိုက်ပါတယ်။သူ့အပြုမှုကြောင့်တိုင်လာရောဘေးကကလေးတွေပါကြောက်သွားကြပါတယ်။သူ့အမေရောက်လာတော့တိုင်လာနဲ့သူ့မိဘတွေကိုအသေးအတန်တောင်းပန်ရပါတယ်။ဒါပေမဲ့အမြဲလိမ်မာခဲ့တဲ့မေလင်းကိုအပြစ်မတင်ပဲသူ့တငယ်ချင်းတွေအတင်းခေါ်လို့လာရတာလို့ထင်နေပါဗျ။ အမေကတငယ်ချင်းတွေကိုအကြီးအကျယ်ဆူနေတာကိုမေလင်းကဘာမှဝင်ပြောတာကြောင့်တငယ်ချင်းတွေကမေလင်းကိုစိတ်ဆိုးသွားကြပါတယ်။မေလင်းကိုယ်တိုင်လည်းတမိလိမ္မာလေးဖြစ်ချင်းလို့သူ့သဘောနဲ့သူခိုးထွက်တာကိုထုံမပြောပဲတငယ်ချင်းတွေကိုတစ်ဆာဖောက်လိုက်ပြီလို့စိတ်မကောင်းဖြစ်နေပါတယ်။အဲ့လိုနဲ့ Four Down ကွန်ဆက်ပွဲညမှာ၃ရောက်ထဲမျက်နှာငယ်လေးနဲ့သွားကြပါတယ်။ပွဲထဲရောက်တဲ့အခါမှာတော့သူတို့မဟုတ်သလိုအပြက်ကဲနေကြပါတယ်။မေလင်းကတော့ပွဲတော်အတွက်ပြင်ဆင်နေတော့သူ့အဖေကမေလင်းတို့တငယ်ချင်းတွေပတ်စံရှာရင်ပြောပါနေတဲ့ဗီဒီယိုကိုတွေ့သွားပါတယ်။ အပြစ်မှအဲ့လိုပြောနေတာမျိုးတခါမှမမြင်ဘူးလို့သူ့အဖေကတော့သဘောကျနေပါတယ်။အဲ့ဒါကြောင့်ကို့အတွက်အကောင်းဆုံးလို့ထင်တာကိုပဲလုပ်ဖို့သူ့သမီးကိုပြောပါတယ်။လက်ချက်ခဏဒီမှာတော့ပန်းနာနီကိုချိတ်ပိတ်ပေးမဲ့နတ်ဆရာအဖိုးကဝစ်စုံပြေးနေဆောင်နေပါတယ်။ဝိညာဉ်လောကနဲ့လူလောကဆက်သွယ်ဖို့တခါပေါ့အတွက်စီဝိုင်းတစ်ခုဝင်လိုက်ပါတယ်။တနေရာတဲကိုမေးလင်းအာယုံစိုက်နိုင်မှုအတွက်သူ့အတော်တွေကစီဝိုင်းပတ်လည်မှာတချင်းဆိုကြပါတယ်။ ဝိညာဉ်လောကတကားဖွင့်ဖို့ဆိုရှင်တန်းကနေနှစ်နှစ်ကံကတခြင်းဆိုရမှာဖြစ်ပြီးဘာတခြင်းဆိုလို့ရပါမယ်အဖွားကြီးတွေကတော့ရှေ့ခေတ်တခြင်းပဲဆိုကြပါတယ်။လာကျချိန်မှာတော့စီးဝိုင်းကမှော်ဆန်းဆန်းလေးအောင်တွေနဲ့တကားပေါက်ပွင့်လာပါတယ်။ဝိညာဉ်လောကထဲမှာတော့စန်းကြီးကစောင့်ကြိုနေပါတယ်။ရေရိပ်လိုမှတ်တချက်တွေကိုဝင်လိုက်တာနဲ့ပန်ဒာနီနဲ့မေလင်းတို့ရဲ့ဝိညာဉ်ကတက်တက်စီကွဲထွက်လာပါတယ်။မှန်တစ်ဖက်ကိုရောက်တာနဲ့တာမန်မင်းကလေးဖြစ်သွားမှာပဲမေလင်းကပန်ဒာနီကိုသဘောကျတာကြောင့်သူ့ကိုယ်ကမခွာဖို့ဆုံးဖြတ်လိုက်ပါတယ်။ ပန်နာနီပုံစံနဲ့ပြန်ရောက်လာတဲ့မေလင်းကိုတဆွေလုံးတစ်မျိုးလုံးကဝိုင်းဆွဲကြပါတယ်။မေလင်းကတော့ပန်နာနီကိုသူ့ကိုယ်ထဲမှာဆက်ထားမယ်လို့ပြောပြီးဖော်တောင်ကွန်ဆက်ကိုပြေးသွားပါတယ်။သူ့အမေကိုစောင့်နှုံးသွားတာကြောင့်ပန်နာနီဝင့်ကျင်ကိုချိတ်ပိတ်ထားတဲ့ဆွဲကြိုးကအကွဲသွားပါတယ်။တမီးကသူ့စကားကိုနားမထောင်လို့မေလင်းအမေလည်းစိတ်တူပြီးပုံစံပြောင်းသွားပါတယ်။မေလင်းကတော့ကွန်ဆက်အမိုးဘော်ကနေသူ့တငယ်ချင်းတွေရှိရာတတဲကိုခုံဝင်သွားပါတယ်။တငယ်ချင်းတွေကိုတောင်းပန်တော့စိတ်ကောင်းဝင်လေလို့ရောသူတို့သဘောကျတဲ့ပန်နာနီပြန်ပါလာလို့ရောခွင့်လွှတ်လိုက်ကြပါတယ်။ ။အဲ့ချိန်မှာဖန်ပစ္စည်းအစုံအလင်နဲ့တိုင်လာကခိုးကြောင်ခိုးဝဲရောက်လာ။ငါးယောက်သားအဖွဲ့ကြပြီးသူတို့ရဲ့ idol တွေကိုမျက်ရည်လဲရွယ်တုံနေအောင် အားပေးနေကြပါရယ်။အားပေးချမ်းနေတော့မဲ့ပွဲကြည့်စဉ်တစ်ခုလုံးကိုတော့ကိုင်ပေါက်လို့ရတဲ့ခန္ဓာကိုယ်ကြီးနဲ့ပန္နာနီအမေရောက်လာပါရယ်။မင်းလင်းတို့လည်းလန့်ဖြတ်သွားသလိုပရိသတ်တွေရောဖော်ထောင်ရောပါပွဲလုံးကျွထွက်ပြေးရပါတယ်။ပန္နာနီအမေကစိတ်တူတူနဲ့အကုန်လုံးကိုဖျက်ဆီးပြပါတယ်။အဖွားနဲ့အတော်တွေလည်းရှောက်လာကြပြီးစိတ်တူနေတဲ့သူ့သမီးရဲ့ပန္နာနီဝိညာဉ်ကိုလက်ကျက်လို့မပြေးခင်ပြန်ချိတ်ပေးဖို့လုပ်ကြပါတယ်။ သူ့အဖေကစဝိုင်းအကြီးကြီးဝိုင်းနေတော့မှမေးလင်းကသူ့အမေကိုအာရုံလွှဲထားပါဗျ။နတ်ဆရာဖိုးကြီးနဲ့ဆွေတော်မျိုးတော်တွေကလည်းစီဝိုင်းပတ်လည်မှာနေရာယူကြပါဗျ။သူ့အမေကဒေါသထွက်ပြေးရင်ထွက်နေတာကြောင့်ထိမရလို့စိတ်တို့သွားတဲ့မေးလင်းကသူ့အမေမျက်နှာကိုခေါင်းနဲ့ဝင်တိုက်လိုက်ပါဗျ။သူ့အမေကသတိမေ့ပြီးလဲသွားပေမဲ့စီဝိုင်းထဲမဝင်တာကြောင့်မေးလင်းကစီဝိုင်းထဲအတင်းဆွဲထဲပါဗျ။ကျန်တဲ့သူတွေကလည်းဝိညာဉ်တကားဖွင့်အောင်တချင်းစုံနေကြပါတယ်။ကြီးလုံးလို့တယောက်တည်းမနိုင်မနှင်းဖြစ်နေချိန်လက်အနီကလည်းပြောင်းအောင်ဆဲဆဲဖြစ်လာပါတယ်။ မင်းလင်းရဲ့အဖွာကသူ့သမီးကိုကူညီဖို့သူ့အဆောင်ကိုဖျက်ဆီးပြီးပန်နာနီအဖြစ်ပြောင်းလိုက်ပါတယ်။မြေဖွားနှစ်ယောက်ဆွဲတာလည်းမရွှေ့တာကြောင့်အတော်တွေကပါသူ့အဆောင်တွေကိုဖျက်ဆီးပြီးဝိုင်းဆွဲကြပါတယ်။အားလုံးဝိုင်းဆွဲတော့စီးဝိုင်းထဲကိုတစ်ခုလုံးဝင်သွားပေမဲ့သတိမိနေတဲ့မင်းလင်းရဲ့အမိကတချင်းတန်ကိုမကြားလို့တကားကမပွင့်ဖြစ်နေပါတယ်။အဲ့ချိန်မှာမင်းလင်းရဲ့တငယ်ချင်းတွေက beat box တွေစတင်ပါတယ်။ four down ကိုလည်းတချင်းဆိုပေးဖို့အကူအညီသွားတောင်းကြပါတယ်။ကြောက်လို့ပုံနေတဲ့ပရိသတ်တွေကလည်းသူတို့ idol တွေတချင်းဆိုတော့ဘူးမသိပါမသိနဲ့တညီတညာလိုက်ဆိုကြပါရဲ့ ဖော်ထောင်ကွန်ဆတ်ကြီးကပန်ဒါနီမျိုးနယ်တွေအတွက်ဖြစ်သွားပြီးနောက်အားလုံးကဝိညာဉ်လောကထဲရောက်သွားပါတယ်။အဖွားနဲ့အတော်တွေကတယောက်ချင်းစီမှန်ကိုဖြတ်ပြီးပန်ဒါနီဝိညာဉ်တွေကိုထုတ်လိုက်ကြပါတယ်။မေလင်းကတော့သူ့ရဲ့ချင်မှုအတိုင်းပန်ဒါနီကိုဆက်ပြီးထားခြင်းပါတယ်။သူ့အမေကလည်းပထမဆုံးအကြိမ်အဖြစ်သမီးသဘောအတိုင်းလှုပ်ခွင့်ပြုလိုက်ပါတယ်။အဲ့ချိန်ကစပြီးတာမီးနှစ်ယောက်ပြန်တင်မြတ်သွားသလိုဘုံเจ้าမှလည်းမိသားစုသမိုင်းကိုတကယ်ပန်ဒါနီနဲ့ရှင်းပြတာကြောင့်လာတဲ့သူတွေစီကနေပါတယ်။ မေလင်းကအရင်လိုသူ့အမေနဲ့ပဲဘုံချောင်းကိစ္စမှာအချင်းကုန်မနေတော့ပဲတငယ်ချင်းတွေနဲ့လည်းပျော်စရာတွေဖန်တီးတာလာပါတယ်။ဘုံချောင်းမှာနေဖော်တောင်းတဲ့ဓာတ်ပုံရိုက်ပြီးအဲ့ဒီဓာတ်ပုံမှာလက်မှတ်ထိုးပေးတာတာကိုလည်းချိန်ထားခွင့်ရသွားပါတယ်။ပန္နာနီကသူ့မိသားစုရဲ့လျှို့ဝှက်ချက်မဟုတ်တော့ချိန်မှာမိသားစုလျှို့ဝှက်ချက်အစ်စ်ကတော့မေလင်းရဲ့အဖေကပါဖော်တောင်းဖန်တယောက်ဖြစ်နေတာပဲဖြစ်ပါတယ်။